အားလုံးပဲမင်္ဂလာပါရှင်။စာရေးသူဆ iam မခေရှင်းညိုရေးသားထားတဲ့နရသူဆိုတဲ့ဆက်လန်းလေးကိုဖတ်ပြတင်ဆက်ပေးရှင်ပါတယ်ရှင်။ကြီးနေတဲ့ခြေထောက်တွေမှာဖနှက်ရဲလို့မပါတော့စူးညောင်းခလုတ်တွေတိုက်မိပြီးသွေးတန်တရေရေ ဖုန်နေကြတဲ့ရှေလန်းတွေမြိုင်အောင် ထိန်းထားပြီးမဲ့တချက်တချက်ရိုင်သွားတယ်။ဒါပေမဲ့လည်းအချိန်ကတစ်ဆက်လေးမှမလျော့မြေနီလန်းထဲကနေ လေကွန်ပြင်ကိုဖြတ်ပြီးပြေးဖို့ပြင်နေအဝေးကနေမြင်ရတဲ့ဓမယံကြီးကိုလမ်းကြည့်ပြီးဗဆက်ကနေလဲဆူတောင်းမှုတွေရေရွံ့ရင်အချိန်ပုံမြင့်အောင်ပြေးလိုက်တယ်။လျှော်လဲကျသွားလိုက်ကုံယုံပြန်ထပြီးပြေးလိုက်နဲ့တကောလုံးတုံရင်မောဟိုက်နေတယ်။မဆိုင်ပဲကျလာတဲ့မျက်ရည်စတွေကိုလဲတုပ်ဖို့တတိမရ။မြင်းဟီတန်တွေကြားနေရတယ်။မြင်းခွာတွေမြင်နေရတယ်။ကြပိုးကြံနေတဲ့အတူ မြင်းတွေကစုံပေါက်ပြီးစန့်ကျင်ဘက်အရက်ကိုတွားတော်မြင်ရပြန်တယ်။မြင်းခွာတွင်စွစုပေါင်း၁၆ခု၊မြင်းရ၄ကောင်၊မြင်းဟီတန်တွင်စုညံသွားတာနဲ့တပြိုင်နက်သူမရဲ့ရှည်လန်းတွင်တုံခနဲ့ရက်သွားပြီးမြေကြီးပေါ်ကိုပုံလျက်သားလဲကြသွားတယ်။သူမရင်ဘက်တွင်နာကျင်နေရပြီးသူမရဲ့ခေါင်းပေါ်ကိုမိုးချိုးပြစ်ချလိုက်လို့ခံစားရပြီးနေရာမှာတင်အငွေ့ပြန်ပျောက်ဆုံးသွားတဲ့အလားပဲမြေကြီးကြဖို့တတိမရတော့ပဲလက်ထောက်လိုက်တဲ့မြေကြီးကို ညာဘက်လက်နဲ့ဆုပ်ပန်လိုက်ပြီးနာကြီးမုံသီးစွာနဲ့ဓမယံကြီးကိုကြည့်ရင်တန်တရာဘဝဆက်ဆက် သူဤလောင်မြိုက်ရှင်ကို ဖန်တီးရတဲ့သူ ဖြစ်ပါစေအမုံတရားတွေရှိကြပြီးကျွန်တော်မျိုးမချင်းဒူးထောက်ရတဲ့သူကျွန်တော်မျိုးမထက်နှိမ့်ကြတဲ့သူဖြစ်ပါစေစပယ်ပန်းရင်းတဲ့နေရဘာလို့ညံ့နေဘက်တွေမှာပုံမွေးရတာလဲဒါမှမဟုတ်ဒီနေရာကပဲစပယ်ပန်းတွေကိုပုံမွေးစေတာလားတယောက်တည်း တမ်းမထိုင်ပြီးတောင်ဤမြောက်ဤရှောက်စင်းစားနေတဲ့သူမရဲ့သွေးကိုသူမရဲချင်မိရဲ့သူမထိုင်နေတဲ့ရှေ့မလန်းမကန်းမှာ စပယ်ယုံတယုံရှိရဲ့စပယ်ပန်းအဖူးလေးတွေအများကြီးအဲ့ဒီတဲမှာမှ စပယ်ပန်းလေးနှစ်ပွန်းကခြံသွဲပြီးပို့အားနေလိုက်တာသူမအဲ့ဒီပန်းလေးကိုခူးတဲ့မခူးတဲ့စဉ်းစားလိုက်ပြန်တယ်ပင်ရန်ထက်မှာပုံမွေးတာပန်းတဘာဝမို့ဒီတိုင်းလေးကြည့်နေတာပို့အဆင်ပြေတယ်လို့ သူမအသွေးဝင်မိရနဲ့တပြိုင်နက်သူမ စပယ်ပန်းလေးကိုခူးဖို့လက်လျှော့လိုက်တယ်။ဒီဥယျာဉ်လေးအတွင်းမှာပဲသူမဆော့ကစားကြီးပြင်းလာခဲ့တာ။ဒီဥယျာဉ်လေးအတွင်းမှာပန်းမျိုးစုံတွေကိုသူမလက်နဲ့ကိုယ်တိုင်စိုက်ပျိုးလာခဲ့တာ။ဒီစပယ်ယုံကိုလည်းသူမ ကိုယ်တိုင်မျိုးယူပြီးစိုက်ပျိုးပေးခဲ့တာပဲမဟုတ်လား။နောက်ပြီးမိုးမခပင်တွေသူမအတွက်ရတစိုက်ပျိုးပေးခဲ့တဲ့မိုးမခပင်တွေ။နင်နင်ကောပြောစရာရှိရဲ့ဆို။ ။တန်ရဲ့အနောက်နာကနေရတရဲ့အတန်ကိုရုတ်တရက်အတန်ကြားလိုက်ရတော့လန့်သွားပြီးသူမရဲ့အသွေးတွေကြက်ပြောက်ငက်ပြောက်ပျောက်ဆုံးကုန်တယ်။အနောက်ဘက်ကနေပက်ပြီးသူမရဲ့ဘေးမှာရတဝင်ထိုင်ပြီး သူမစီကပြောစရာရှိတယ်ဆိုတဲ့စကားကိုစောင့်မျှော်နေတယ်။သူမတော့လမ်းမဘက်ကိုမျှော်ငေးရင်းဖူးဖူးပြန်မလာသေးဘူးနော်။ညနေ6:00နာရီရှိပြီ။အပြင်ဘက်မှာနေရောင်မရှိတော့ပဲ အမောင်သူကကြီးစိုးလာရင်မို့သူမစိတ်ပူနေပြီယတာဘာမှပြန်မပြောပဲတက်ပြင်းရှာလိုက်တော့ယတာရဲ့မျက်နှာကိုစိုက်ကြည့်ပြီယတာငါတို့ဖူးဖို့တော်တော်ထိမ့်မဖြစ်တော့မယ်ယတာမျက်မှောင်ကျုပ်လိုက်ပြီးတခုခုကိုစဉ်းစားကပြောတဲ့မပြောတဲ့ဝေခွဲမရဖြစ်ပုံပေါ်တယ်သူမကတော့အဲ့ဒါကိုမယိမ့်မိပဲအဓိကကတော့စိတ်ကစားတာနင့်ဘော်လိုရာတက်ပို့ပြီးတန်ရုံးစင်အတွက်အယောင်ပြောင်းနေရအဲ့ဒါကိုနင်သိရဲ့လား ညက်သားဒန်းပေါ်ကနေထလိုက်ပြီးသူမကိုကြောခိုင်းလိုက်ကမဖြစ်နိုင်ပါဘူးလင်းရဲ့မဖြစ်ရင်အကောင်းဆုံးမော်ရက်တရဲ့ဖြစ်လာခဲ့ရင်ဘာလုပ်မလဲဆိုတော့နေရောငါပါကြိုးစင်းစားထားအောင်မဖူဖူတို့ရွယ်ကအနည်းဆုံးမှရှိတဲ့အတူပေါ်တာယာတက်တယ်ရှစ်ခင်လေးစားရင်ခန်းစားချက်တွေနေရာထောင်းမားတဲ့အရွယ်လေးတွေငါဒီမှာအမြဲရှိပေးနိုင်တာမဟုတ်ဘူးအမေကြီးကလည်းအသက်အရွယ်ရလာတော့ဖူဖူကိုအရင်အားသာဩစာမညောင်းတော့ဘူး နာယတာဆက်မပြောပဲသူမရှိရာဘက်ကိုပြန်လဲလိုက်ပြီးသူမရဲ့မျက်လုံးကိုတက်တက်စိုက်ကြည့်လိုက်တယ်။သူမရဲ့မျက်နှာအရေးအရှိကိုအကဲခတ်လိုက်ပြီးနာကိုကိုကိုထိန်းချုပ်နိုင်တာနင်အသိဆုံးပါယတာရဲ့အမျက်ဝင်းတွေကိုရင်မဆိုင်နိုင်ရဲ့လို့သူမအကြည့်ကိုလမ်းမဘက်ပို့လိုက်တယ်။ယတာစကားလွှဲတဲ့တဘောနဲ့နင်ငါ့ကိုပြောစရာရှိရဲဆိုတော့ဖူးဖူးကြောင်မဟုတ်ဘူးမဲ့လား။ ူမကိုနားလဲတဲ့သူကကဘာပေါ်မှာမြေသားနံပါတ်၁ပဲသူမရဲ့မျက်နှာကိုကြည့်ပြီးသူမဘာဖြစ်နေလဲဘာဖြစ်ရှင်တာလဲဆိုတာကိုငယ်ငယ်လေးတည်းကခက်မန်းနိုင်တဲ့သူအခုလဲဖူဖူကိစ္စကိုသူမပြောရှင်တာမဟုတ်ပဲအခြားကိစ္စတစ်ခုခုရှိရဲဆိုတာတန်းသိနေတာဒါပေမဲ့သူမအခုချိန်မပြောရှင်သေးဘူးယတာဒန်ရဲ့ခက်လန်လန်ကစပယ်ယုံစီကိုရှောက်သွားလိုက်ပြီးပို့နေတဲ့စပယ်ပန်းနှစ်ပွန်းကိုခူးလိုက်တယ် သူမကတော့ယတရဲ့လှူရှာမှုတွေကိုဒီတိုင်းကြည့်နေမိရဲ့ယတစပယ်ပန်းကိုခုလိုက်တယ်။သူမကိုပေးဖို့အတွက်ဆိုတာလဲသူမသိနေတယ်။အဲ့ဒီအချိန်လမ်းမထက်ကကားတန်ကြလို့နှစ်ယောက်သာလမ်းကြည့်လိုက်တဲ့အခါမှာတော့ခြံထဲကိုကားသစီးဝင်လာတယ်။ကျော်သူကကားကိုမောင်းလာပြီးဘေးမှာထိုင်လိုက်တဲ့သူကဖူဖူကားပေါ်နေဖူဖူကခက်တက်တက်ဆင်းလာတော့မြင်တော့ယတနဲ့သူမစပယ်ပန်းကိစ္စကို ခေတ္တခဏမေ့သွားကြတယ်။ဖူဖူရဲ့အနောက်ကနေကျော်သူရောကလည်းပြေးလိုက်လာတယ်။ဖူဖူက"သူမတို့ရှိရဲ့ဥယျင်ထဲကိုတက်တက်လာနေရ။သူမကိုမြင်ဟန်မတူပဲကြော်ပြီးရက်သားစီတွားတယ်။သူမဖူဖူနာမည်ကိုခက်တင်တင်ခေါ်လိုက်တော့မှဖူဖူရဲ့ရှေ့လန်းတွေရက်သွားပြီးသူမပဲလဲက"တင်းလင်း"သူမဘာမှပြန်မပြောပဲဖူဖူကိုစိုက်ကြည့်နေတော့ဖူဖူမနေတတ် အဲ့ဒီအချိန်ကျော်သူကဖူးဖူးရဲ့အနောက်ရောက်လာပြီးတင်းလင်းရောက်နေရလားကျွန်တော်တို့နည်းနည်းနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်ဖူးဖူးအစားကျော်သူကဝင်ပြောပေးလိုက်တာကို "तू မနားလဲပြီမဲ့ဖူးဖူးမူပြက်နေတာကိုရိမ့်မိတယ်ဖူးဖူးကမျက်လုံးရင်ဝင်ဝင်ဖြစ်နေပြီ तू မစီအာယုံမရောက်ပဲရတစီကိုသာအကြည့်တွေရောက်နေရဲ့ရတဘာမှမပြောပဲလက်ထွက်ဖို့ပြင်တော့လေးလေးဖူးပြန်ရောက်ပြီး ရတပြန်လဲလာတော့ဖူးဖူးကသူ့ကိုစကားပြောမယ်အထင်နဲ့ဝမ်းသာအားရရှိနေရဲ့ဒါပေမဲ့ရတဖူးဖူးကျော်ကသူမစီလျှောက်လန်းလာပြီးစပယ်ပန်းကိုပေးလိုက်တယ်ဖူးဖူးတစ်ချက်ကြည့်ပြီးနားတော့ဖူးဖူးရတဥယျာဉ်ထဲကနေတူနေတဲ့စာကြည့်တိုက်တဲ့ကိုတဖြည်းဖြည်းဝင်သွားတယ်စပယ်ပန်းနှစ်ပုဒ်ကိုလက်ကကင်ပြီးသူမဘာဆက်လို့ရအောင်လဲမသိအဲ့ဒီအချိန်မှာမိန်းကလေးအဆောင်ထဲကနေအမေကြီးကဒုတ်တစ်ချောင်းကင်ပြီးထွက်လာကမိဖူးလာခဲ့ အမေကြီးရဲ့အတန်ကြာနဲ့ဖူဖူလန့်သွားပြီးသူမရဲ့အနောက်ကိုကွယ်လိုက်ရင်တင်းလင်းဖူဖူကဲပါအောင်ဖူဖူရဲ့ဘေးမှာကဲ့ရဲ့နေတဲ့ကျော်သူရာပြပြတလဲဖြစ်သွားပြီးအမေကြီးစီတွားတောင်းပန်မှုလုံနေတာကိုသူမမြင်လို့လန်းသားလိုက်တယ်ကျော်သူရာကို့ဆောင်ကိုပြန်တော့သူမရဲ့စကားကိုကျော်သူရာနားထောင်လိုက်ပြီးယောက်ျားလေးအဆောင်ဘက်ကိုခတ်တုတ်တုတ်ပြန်နေမသားလို့လည်းမရဘူးလေအမေကြီးရဲ့စိတ်ကိုသူမအတိဆုံး ။အမေကြီးကိုသူမနဲ့ရက်တာအလွယ်ပြီးအခြားဘသူမှမသားရဲဘူး။သူမအေးဆက်သုံးရင်းနေတဲ့ဖူးဖူးရဲ့လက်ကိုဆွဲပြီးအမေကြီးစီချောက်သွားလိုက်ရင်အမေမအိပ်သေးဘူးလား။တမီးဒီညဖူးဖူးကိုခေါ်သိလိုက်မယ်နော်။ပြောစရာလေးလည်းရှိလို့အေးလင်းလင်းထွန်းညီလေးရှေ့ရနီကာစီကာစီနဲ့ကြက်ကြက်အလိုလိုက်ကြာလိုက်ညီကိုဘာမထီမဲ့ပြန်လှုပ်လာလိမ့်မယ်အမေကြီးကနောက်ထပ်ဘာမှဆန့်ပြောတော့ပေမဲ့ဂျိန်နဲ့ပုံတော့မရသူမဘူးဘူးကို ဖူဖူရေမိုးချိုးပြီးတီလင်းရဲ့အခန်းထဲကိုလာခဲ့နော်အဲ့ရပါတခါတဲ့တဲ့ခဲ့ဟုတ်ကဲ့တီလင်းဖူဖူကအမေကြီးကိုမရေတရေကြည့်ပြီးဘဝကြီးကြီးအမေအဆောင်ထဲဝင်တော့မယ်နော်အမေကြီးကစိတ်ဆိုးနေလို့ဘာမှပြန်မပြောတော့ဘူးဖူဖူကတော့သူမနဲ့အမေကြီးရှေ့ကနေကုတ်ကုတ်လေးထွက်သွားတယ်ဖူဖူရဲ့ကြောပြင်ကိုကြည့်ပြီးသူမရောအမေကြီးပါတိုင်ပင်မချပဲတက်ပြင်းပြိုင်သူရှာလိုက်မိတယ်သူမအမေကြီးရဲ့ပခုံးကိုဖက်လိုက်တာ စိတ်လျှော့ပါမေကြီးရဲ့ခစ်တွေကမတူတော့ဘူးလေလက်လျောကြီးတွေခွင့်ပြုပေးရမှာရှိလာရင်မဟုတ်လားသူမပြောတော့မေကြီးကတင်းနဲ့ပုံမရပဲညီရရောဘယ်ခစ်ကတော့အသက်ကလေး30ပဲရှိသေးတယ်အဘွားကြီးလေတန်းနဲ့ငါပြန်တရားချနေရညီသူ့ရွယ်တော့ရောအဲ့လောက်စိုးခဲ့လို့လားသူမရဲလိုက်ပြီတမီးဆိုတော့မေကြီးတိမှကြာနေရပဲမမီတို့ပဲတိမှလေး ။တမီးကတလတစ်ခါတော့မှအမေကြီးတို့စီလာလေတော့အဲ့ဒီအချိန်ပဲလိန်မာတာဖြစ်ရင်ဖြစ်မှာပေါ့။အမေကြီးက "तू မောင်ရှင့်မျက်နှိုးစွာကြည့်ပြီ။အမေကြီးရဲ့တမီးကဘယ်တော့ခါမှအဲ့ဒီလိုမျိုးဖြစ်မှာမဟုတ်ဘူး။မေကြီးယုံကြည်ရဲ့အပြောင်းလဲတဲ့မေတ္တာတရားတွေနဲ့မိုးမခအပေါ်တစ္ဆာရှိရာအမေကြီးရဲ့တမီးလင်းနဲ့တာယတပဲရှိတာ။မိုးမခါလို့ရေရွတ်လိုက်တာနဲ့နှွေးထွေးရှင်းတဲ့ချစ်ချင်းမေတ္တာတက်တွေစီးဝင်လာလို့ခံစားလိုက်ရတယ်။ မူမခရဲ့အတိုက်အမျိုးအောက်မှာသူမရောရက်တာပါကောင်းကောင်းမွန်မွန်ရှင်သန်လာကြတာမဟုတ်လားဒီမူမခတွေကလူတွေကတနေ့နေ့တချိန်ချိန်တော့မူမခစီ ပြန်လာကြအောင်မယ်လို့အမေလေးကပြောခဲ့ဘူးတယ်။သူမမူမခစီအချိန်ပေါင်းများစွာပြန်လာခဲ့တယ်။သူမချစ်တဲ့မူမခသူမကိုချစ်တဲ့မူမခငါသမီးလည်းခီးပန်းလာတယ်မဟုတ်လားတွားနာရှိရော့ တိတ်ပြီးဖူဖူကိုလိုလိုက်မနေနဲ့ငါသမီးဘက်ကကိုရှင်းစာပြီးမဲ့သူ့ဘက်ကအဲ့လိုမမြင်မဲရောက်တက်လာလိမ့်မယ်ဟုတ်ကဲ့အမေကြီးအမေကြီးကသူမရဲ့ညာဘက်လက်ကလက်ပတ်လေးကိုတစ်ချက်ကြည့်ပြီးဥပဒဏ်ကြောင့်ဥပတ်မရောက်စေနဲ့မိတယ်အမေကြီးဒါပဲမှဆရာရှိရဲ့အမေကြီးကိုနှုတ်ဆက်ပြီးသူမရဲ့အခန်းထဲကိုရှောက်လာခဲ့တယ်ခေါင်းထဲမှာရှုပ်ထွေးနေတဲ့ကိစ္စနှစ်ခုတစ်ခုကဖူဖူရဲ့ကိစ္စနောက်တစ်ခုကကိုကိစ္စ ိုကိစ္စကိုနှောက်မှချပြီးဖူဖူကိစ္စကိုပဲအရင်ဖြေရှင်းဖို့တွေးရတော့မယ်။လက်ထဲအားစပယ်ပန်းနှစ်ပုံကိုနှမ်းချရင်အိတ်ခမ်းထဲကိုသူမလေးလံစွာရှောက်လာခဲ့တယ်။အခမ်းထဲကိုဝင်လိုက်တာနဲ့တန်ရုံးစဉ်အငွေအသက်တွေကိုသူမရလိုက်တယ်။အခမ်းထဲကိုတစ်ချက်ဝေးကြည့်လိုက်ပြီးရတင်းပေါက်ကနေအပြင်ကိုငေးကြည့်နေမိရဲ့။ဒီအခမ်းလေးထဲမရောက်တာနလားရှိပြီ။အရင်အားဆိုတလောက်နှစ်ရက်လောက်အမြဲရောက်နေကြရဲ့။ အခုလရီအတွင်းပကြီပြပွဲလေးတစ်ခုအတွက်ဒူမပကြီဆွဲနေအောင်လိုချင်တဲ့ပုံတွေကအခုထိမရသေးတယောက်ကငါးကားစီပတ်ဝန်းရမှာမို့စိတ်ကလှုပ်ရှားနေပြီးရေးထားသည်မျှစိတ်တိုင်းမကြတော့စိတ်ရှုပ်ထွင်းအချိန်တွေကုန်မန်းမသိကုန်သွားခဲ့တာနလလုံးလုံးအခန်းထဲပကြီထိုင်ဆွဲနေရကနေမွင်းကျက်လာတာတကြောင်နောက်ထပ်အကြောင်းကိစ္စတစ်ခုပေါ်လာနဲ့သူမမိုးမခကိုထွက်လာခဲ့တာမိုးမခကသူမအတွက်ဒုက္ခပုံပါပဲ ီအခန်းကျကျင်းလေးထဲမှာကတိမရှိဘူးတည်င်းပေါက်နားမှာစာကြည့်စပွဲတစ်လုံးရှိရဲ့အဲ့ဒီစာကြည့်စပွဲလေးကနေသူမစာထိုင်ဖက်ရင်အပြင်ကိုငေးလေးရှိရဲ့ဥယျာဉ်ထဲကိုလည်းလမ်းမြင်ရတာမို့စိတ်ကြည်လင်စေရဲ့အခန်းနေရန်တစ်ဖက်မှာကက်ထောင်ထားတဲ့မွေရနဲ့အိယာခင်းတွေကသူမလာမယ်ဆိုတာကိုမေကြီးသိနေလို့မနေ့ကမှဗီဒီယိုထဲကနေထုတ်ပေးထားမှန်းသူမသိတာပေါ့ဒီအိယာခင်းတွေကသူမအတွက်တီးတက်ဖယ်ထားပြီးတော့ ီအခန်းကိုသူမရဲ့အခန်းလို့တရားဝင်တက်မှတ်ပေးတော်မူအရှာဘဒူးမှနေကိုမရှိသူမပြန်လာမှတော့ဖွင့်ထားတာအမေကြီးသူမပေါ်ထားတဲ့တန်ရုံးစင်ကျိုးတွေပေါ့ဒီလင်းဝင်ခွင့်ပြုပါဖူဖူရဲ့အတန်ကြောင့်အသွေးနှယ်ချဲ့တာကိုရုတ်သိမ်းလိုက်ပြီးဖူဖူစီအာယုံပြေဝလွဲလိုက်တယ်ဝင်လာခဲ့ဖူဖူအေးရခင်းနဲ့ခေါင်းဆောင်တွေကိုပွေတယ်လာပြီးအခန်းထဲကိုဝင်လာတဲ့ဖူဖူကိုသူမကြည့်လိုက်တယ်ဖူဖူကိုကြည့်ရတာအမှုမပြေသေးတဲ့ပုံ အရာခင်းရဲ့အခန်းတောင်မှာစုပုံချလိုက်ပြီးပူပူကြုံကြုံလေးထိုင်ကြလိုက်တယ်။သူမပူပူတက်ဝဲလာတဲ့အထုပ်တွေကိုယူပြီးပူပူရဲ့အရှိမထိုင်လိုက်တယ်။ပူပူတက်တီလင်ဝိဇာတစ်တွေဝဲလာတယ်။ပူပူကဝမ်းတာအားရနဲ့ဟာအတော်ပဲတီလင်ရဲ့ပူပူလည်းအစ်တလိုရှင်တာနဲ့အင်းနော်တီလင်ကပူပူလိုရှင်တာဝဲပေးရနော်။ပူပူဘက်ကလိန်မာဖို့နဲ့တက်ကြိုတနည်းတန်းအောင်ဖို့လိုတယ်ဆိုတာသိတယ်မလား။ ူဦးသိပါရယ်ဒီလင်းရဲ့ပူပူစာလဲပုံမှန်လုပ်ပါရယ်ပူပူကညံကောင်းတော့စာလိုက်နိုင်တယ်တက်ကရူတက်တော့လဲကျူရှင်ယူမလားဆိုတော့မယူဘူးတဲ့ပူပူမှပြောစရာဆိုလို့အဆောင်ကနေနည်းနည်းလွတ်ထွက်ရှင်တာနဲ့စိတ်ကစားတတ်တဲ့အရွယ်ရောက်နေတာပဲရှိတာပါ အမေကြီးကိုစိတ်ပူတာစိတ်ပူတာပေါ့ဒါပေမဲ့ပူပူအဲ့ဒီလိုအကြက်ကင်တယ်လို့မရဘူးဆိုတာသူမှသိတယ်ပူပူကအလျှော့ကြိုက်တယ်ညင်ညင်တတလေးပြောရင်ရပါတယ် သူမဖူးကိုကင်တွယ်နိုင်ဖို့ကြိုးစားရပါအောင်မယ်ဖူးဖူးကအဝတ်စားတွေကိုကြည့်ပြီးပျော်နေရတယ်တီလင်းဖူးဖူးရဲ့အတန်ကလိုက်တန်ပါနေရင်သူမပြန်မတူဘဲဖူးဖူးရဲ့မျက်လုံးကိုစိုက်ကြည့်တော့ဖူးဖူးကတီလင်းကဘာလို့အမြဲတမ်းအရှက်ခံရတာလဲဖူးဖူးကပြောနေရင်နဲ့မျက်ဝင်းထဲကနေမျက်ရည်တွေကဝဲတက်လာပြီးငုံမလို့ဖြစ်လာတယ် တအောင်ကြတော့မျက်ရည်တွေတလိမ့်လိမ့်နဲ့ပါပြင်ပေါ်ကိုကျဆင်းလာပြီးမိုပါလေရောဘာရီများခန်းစားနေရတာလဲပူပူရဲ့လေးလေးရလေပူပူကိုမရှိဘူးတဲ့တိလာတိလဲလေးလေးရပူပူကိုမရှိဘူးသူမထင်ထားတဲ့အတိုင်းဖြစ်လာခဲ့ပြီဒီလောက်မြန်မြန်တော့တီးရလိမ့်မယ်မထင်ထားတာအမှန်ပဲတောက်ထားတဲ့အချိန်နဲ့ပူပူရဲ့မျက်နှာကနှိမ့်တက်နေပြီးစိုက်ကြီးတငယ်ငိုနေရဲ့ ဒီလောက်ရှစ်စရာကောင်းတဲ့ဖူးဖူးကိုဘယ်သူမှမရှိပဲနေမှာလဲတမီးရဲ့လေးလေးတင်မဟုတ်တီလင်းတို့အားလုံးဖူးဖူးရှစ်တယ်လေတကယ်လဲဖူးဖူးကရှစ်စရာကောင်းပါတယ်မျက်လုံးလေးတွေဝိုင်းဆက်ပြီးအသားဖြူဖြူနှာခမ်းဖူးဖူးနဲ့ကောင်မလေးကတကယ်ကိုကြော့ရှင်လာပါပါတယ်လသွေးကျဲတဲ့အရယ်လေးဆိုတော့လိုချင်သူတွေဝိုင်းဝိုင်းလဲနေမှလဲသူမသိပါတယ်အဲ့လိုချစ်တာကိုပြောတာမဟုတ်ဘူးတီလင်းရဲ့ချစ်သူလိုအရှင်မြူနဲ့ဖူးဖူးကိုမရှိဘူးလို့ပြောတာ ရှူတူတူအမေကြီးကြားဝရင်တင်လင်းတို့နေရစလုံးမလွယ်ဘူးရဲ့အဲ့ဒီအခါမှာဖူဖူကအတန်ဝန်နေပြီဖူဖူလေတီလင်းရဲ့ဆက်ပုံပုံရင်တပုံတော့အရှိခံရတဲ့ကံပိုင်းကျင်းနေပါတယ်တီလင်းကိုအကုံလုံးကဝိုင်းရှိကြတာပဲနော်ဘဘကြီးကြီးရောလေးလေးရောဦးမရောအကုံလုံးကရှိကြတာဖူဖူမြင်တယ်ဘဘကြီးကြီးဆိုရင်လေဖူဖူကဒီအခန်းလေးလိုချင်ပါတယ်လို့ပြောတာ哦ဖူဖူလုံးဝမပေးဘူးတိလား ခုကိုပိုင်အခန်းလိုချင်လို့ပူဇော်နေကြောင်းအမေကြီးကသူမကိုဖုံးဆက်လမ်းတိုင်ထားပြီးမို့တင်းနဲ့နေပြီးသားပါဒါပေမဲ့အဆောင်မှာတယောက်တခန်းစီပေးဖို့မဖြစ်နိုင်လို့ကိုပိုင်အခန်းတွေရဲ့နောက်ဆက်တွဲဖြစ်လာနိုင်ခြေရှိရာတွေကိုအမေကြီးကသူမထိန်းနိုင်လို့ဟောတိုက်ခန်းနဲ့မိန်းကလေးတွေကတင်တယောက်သလုံးစီနဲ့နေရတယ်။သူမလည်းငင်းစင်ဘွားကအဲ့ဒီလိုပဲနေခဲ့ရတာပဲ။ဒါပေမဲ့သူမပြူပေါ်ဝင်တဲ့အရေမှာမနေရခဲ့ရဘူးတော့ဖူးဖူးရဲ့ခံစားချက်ကိုမသိရလဲဖြစ်နိုင်တာပဲ။ ဟူးလေတီလင်းရဲ့ဆယ်ပုံပုံတပုံလောက်အရှိခံရတဲ့ကံပိုင်ကျင်းနေပါတယ်။ဟူး၊သူဘာကြီးလျှောက်ပြောနေရလဲ။ဟူးလျှောက်ပြောနေတာမဟုတ်ဘူးတီလင်းရဲ့လေးလေးရပြောတယ်။အရှင်းဆိုတာလောက်ယူလို့မရဘူးတဲ့။ဟူးညီမလေးတယောက်တည်းမပို့ဘူးတဲ့။တီလင်းကလည်းဘဒုကိုမှမရှိဘူးနဲ့သူပါတယ်။သူမရင်ထိတ်သွားတယ်။တစုံတယောက်ကြောက်ရွံ့မှာစိုးတဲ့အလားအခန်းတကောက်ကိုလမ်းကြည့်မိသေးတယ်။ မတော်တကြမြအခန်းနားကနေတေးရောက်ဖြတ်သွားခဲ့ရင်ဆိုတဲ့အတွင်းနဲ့အခန်းတကပိတ်ထားရဲ့လားစိုးထိတ်မိသွားတာဖူဖူကမူးနေတော့ပျော်တဲ့နဲ့စကားလားမပျော်တဲ့နဲ့စကားလား तू မခွဲခြားတတ်တော့ဘူးထင်တယ်အရင်လို तू မအောင်ရှစ်ကြောက်ယူတရားကောင်းမှန်းလဲမသိတော့ဘူးဖူဖူချောက်ပြောနေတာမဟုတ်ဘူးတင်လဲဖူဖူတင်မဟုတ်တစ်ဆောင်လုံးတည်တယ်အကူကြော်သူရရောထူးထမ်းမြင့်ရောနောက်ပြီးစာကြဘိုးဟိမန်အောင်တည်တယ် ီလင်းဦးမိုင်းကိုအဖြစ်ပြန်ပေးလိုက်ပြီဆိုတဲ့ညကလေလီလီယာဥယျာဉ်ထဲမှာတညလုံးထိုင်နေရဘယ်သူမှသွားမခေါ်ရဲဘူးဘဝကြီးကြီးတောင်စိတ်မကောင်းဖြစ်နေရတာတီလင်းကိုပြန်မပြောရဘူးလို့ပြောထားလို့တီလင်းပြန်မသိတာဘူဘူပြောမှပဲသူမရဲ့မျက်လုံးတွေပြူးကျဲသွားပြီးဗစက်ကနေတော့ဖျားသားမိမတက်ဖြစ်သွားခဲ့ရတယ်ဘူဘူကတော့အာတွက်နေပြီးရင်ထဲရှိသမျှအကုန်ပြောဖို့တာစုနေတာပါပဲတီလင်းကိုလေဘူဘူအမြဲတမ်းအားကြခဲ့ရတာ လီလီယာတီလင်းဝန်ဆိုအရေးတကြီးကြီးနဲ့ဖူဖူကိုကြည့်ပုံနဲ့တီလင်းကိုကြည့်ပုံတူအိုးမတူတော့။အော်ဖူဖူရဲ့အဲ့ဒါတီလင်းတော့ငငယ်လေးကလေးကတူတူကြီးပြင်းလာတာလေ။တန်ရောစင်တွေကနဲတာမှမဟုတ်တာ။ဖူဖူလည်းလီလီရဲ့လက်ပေါ်မှာကြီးလာခဲ့တာပဲလေ။ဘာလို့ဖူဖူကတန်ရောစင်နဲရတာလဲ။ပြောရခက်တဲ့ဖူဖူကို"သူမဘလို့ရှင်းပြရမလဲမသိတော့ဘူး။"နောက်ဆုံးတော့လေတံမမာနဲ့"ဖူဖူအဲ့တော့ သူမရဲ့အတန်မမောင်ကြတော့ဘူးဘာစကားမှပြန်မပြောပဲသူ့အိတ်ရာလေးကိုခင်းပြီးကူကွေးလေးအိတ်တွားလိုက်တာတရှိုးတဲ့ပဲသူမတော့တက်ပြင်းခါခါရှပြီးပြတင်းပေါက်ကနေဥယျင်ထဲကိုလမ်းကြည့်လိုက်တော့ဒန်းပေါ်မှာရတထိုင်နေတာကိုတွေ့လိုက်တယ်ဥယျင်ထဲကိုည9နာရီကျော်ရင်အခြားသူတွေစင်ခုမရှိပါဘူးဒါပေမဲ့ရတနဲ့သူမကတော့ရှင်းရှင်းအနေနဲ့စင်လို့ရပါတယ် ူမဒီကိုပြန်လာတိုင်းညဘက်ဆိုရတနဲ့အတူတူထိုင်ပြီးစကားစမီပြောနေကြနေရပေါ့ဒီညတော့သူမရတဘီနောင်သွားထိုင်မမဝင်ရတာကြောင့်လမ်းကြည့်နေုံပဲတက်နိုင်ခဲ့တယ်။ဖူဖူပြောခဲ့တဲ့စကားပဲကြားရောက်နေမိရဲ့။ရှန်ထဲမှာတညလုံးထိုင်နေရတဲ့လားရတရဲ့။ဘလို့စကလုံးတွေကိုရှာဖွေပြီးဖြေသိမ့်ပေးရမလဲဆိုတာသူမမသိတော့ပါဘူး။ရတရဲ့ရင်ထဲမှာရှိတဲ့အရာတွေကိုသူမရှာဖွေကြည့်ခဲ့တဲ့အချိန်တွေအများကြီးပါ။ဒါပေမဲ့မတွေ့ခဲ့ဘူး။ အခုအချိန်ရောက်မှတော့အချိန်တွေအရန်လောင်းခဲ့ပြီမဟုတ်လားပြန်ပြန်လုံးတော့တော်ကြာတီလင်းလာလို့အဆင်သင့်ဖြစ်တဲ့အစုခံနေအောင်ပဲကျော်သူကစာအုပ်တွေနေရာမမမမမလိုက်စစ်နေရင်နဲ့ကျန်တဲ့သူတွေကိုလမ်းတရိပ်ပေးလိုက်တယ်စာကြည့်တိုက်တယ်ရက်သားနဲ့ကလေးတွေတန့်ရှင်လုံနေကြတယ်ထူထမ်းမြင်ရတော့ဟေမန်ဖက်ချင်တဲ့စာအုပ်တွေကိုဟေမန်မမြင်အောင်ကြောင်ထဲကိုထားဖို့ကြံနေရဲ့ စာကြီးတိုက်ကယောက်ျားလေးအဆောင်နဲ့မိန်းကလေးအဆောင်ကြားမှာတီရှာအဆောင်အုံနေနဲ့ရှိရဲ့မူမခတဲ့ဝင်လိုက်တာနဲ့တက်တက်မြင်ရတဲ့အဆောင်အုံကစာကြီးတိုက်ပဲညာဘက်အရှင်ကယောက်ျားလေးဆောင်ဘယ်ဘက်အရှင်ကမိန်းကလေးဆောင်ဝဝင်ရှင်ကမြေကြဲကြဲမှာတော့ဥယျာဉ်လေးတစ်ခုရှိရဲ့မူမခပင်တွေတန်းစီနေတဲ့မူမခဥယျာဉ်ပေါ့ရတစာကြီးတိုက်ထဲကနိုင်ယုံလန်းကြီးတော့အချိန်လစ်နေပြီအလုံးလုံးနေရင်မိန်းကလေးဆောင်ဘက်ကိုလန်းကြီးကစိတ်ကမပြောင်း ုံမှန်ဆိုသူမနိုးနေပြီလို့သွေးမိရနဲ့တပြိုင်နက်စိုးရိမ်စိတ်ကဝင်သွားတယ်ဒီမကောင်းလို့မထနိုင်တာလားဆိုပြီးလှုပ်လက်စားအလုပ်ကိုဆက်မလုပ်နိုင်တော့ပဲလင်းကလေးဆောင်ဘက်ကို၆လာခဲ့တယ်။အဲ့ဒီအချိန်အဆောင်ထဲကထွက်လာတဲ့သူမအောင်ဖျက်ခနဲမြင်လိုက်တော့မသိရှင်ရောင်ဆောင်ပြီးစာကြည့်တိုက်ဖက်ပြန်လာဖို့လုပ်ပေမဲ့အချိန်မမီတော့ဘူး။သူမမြင်သွားခဲ့ပြီ။မော်နီရတာသူခက်တီတီနဲ့သူမဘက်ပြန်လဲပြီ။မော်နီမှလင်းနိုးပြီလား ူမရတစီလျှောက်သွားရင်နောက်ကျနေရရတရေညာတိတ်အိတ်မပြောတော့ရာတီဦးသူကလည်းပူပူလာရင်မဟုတ်လားဒီတခါစပားရာတီပြီးရင်ငါအဲကွန်းတက်ပေးမယ်လင်အာမတက်နဲ့ရတမြို့မှာနေရာတွေကျက်ပြီးလေကောင်းလေတန်းဝင်စရာမရှိလို့အဲကွန်းမပြစ်မနေတက်ကြရတာဒီမှာမလုံတကားပွန်းအဲ့ရင် လေတဖြူးဖြူးနဲ့ရတနဲ့သူမှစာကြည့်တိုက်ဖက်အတူတူရှင်သွဲလျှောက်လာကြတယ် အဲ့မပြောရင်ခြံထဲဆင်းခဲ့ရတော့မဟုတ်ဘူးယတာယူယူတသာပြောနေပေမဲ့ညာပူပူပြောတာကိုပြန်ချားအောင်ပြီးယတာရဲ့မျက်နှာကိုမှော့ကြည့်လိုက်တယ်ယတာသူမအောင်ပြုံးပြီးငုံကြည့်တော့သူမစိတ်မလုံးသလိုဖြစ်ပြီးအကြည့်ကိုရှက်ရှင်ဝဲလိုက်တယ်စာကြည့်တိုက်တယ်မိန်းကလေးတွေရောယောက်ျားလေးတွေပါအစုံရောက်နေနေပြီးထူထပ်မြင်တဲ့ဟိမန်ကစာအုပ်လုနေကြတယ်နင်ယောက်ျားဖြစ်ပြီးအကျင့်မြုံနဲ့ထူထပ်မြင်ငါဖက်ရှင်တဲ့စာအုပ်ကိုနင်ဖွက်ထားတာမလား ထူထမ်းမြင်ရဆက်ဖြစ်ဖြစ်နဲ့ယောက်ျားဖြစ်ရင်အကျင့်မြုပ်ရဘူးဆိုတော့မိန်းမဖြစ်ရင်အကျင့်ရရမယ်ပေါ့ဟုတ်လားဟိမန်ထူထမ်းမြင်ရလဲစကနိုင်လူတဲ့နေရာနှစ်ယောက်မရှိစာကြည့်တိုက်တဲ့လူတွေကထူထမ်းမြင်ရဲ့စကားကိုကြားတော့ရဲကြပါလိရောဟိမန်ကမျက်နှာကြီးနေရဲကတောက်ကြည့်မကောင်းတဲ့ကောင်ဟေးဟိမန်အဲ့လိုမပြောရဘူးလေသူမစာကြည့်တိုက်တဲ့ဝင်လာရင် ပြောတော့အကုန်လုံးငြိမ်ကြသွားတယ်တိလင်းမင်္ဂလာပါ သူမအောင်မြင်တာနဲ့ကလေးတွေအကုန်လုံးကနှုတ်ဆက်ကြတယ်။မင်္ဂလာပါဒီနေ့မှပဲလူဆောင်တက်ဆောင်မြင်ရတော့တယ်။ကဲဒီနေ့အတွက် စကားလက်ဆောင်ကိုဟေမဲနဲ့ထူးတန်းမြင့်တို့ရဲ့ငင်းကုန်မှုနဲ့ပဲစရအောင်မထင်နဲ့။အကုန်လုံးကဟေးဆိုပြီးအော်တော့ဟေမဲကအကုန်လုံးကိုမျက်ဆောင်လဲထူတယ်။သူမဟေမဲရဲ့အနားကိုတွားပြီးပခုံးဖက်လိုက်ရင်အားလုံးပဲကို့ညမောင်ကိုတက်တောင့်တက်တာထိုင်ကြ။ စာကြီးတိုက်ထဲကခုံနေမှာအတီးတီးဝင်ထိုင်ကြတာကိုသူမကြည့်နေပြီးအားလုံးနေတာတကြဖြစ်မှာအဲ့ဒီမှာရောင်မီထွက်သွားတဲ့စကားလေးယောက်ျားဖြစ်ပြီးအကျင့်မြုံနေဆိုတာလေအဲ့ဒီစကားလေးကိုတေချာတွေးကြည့်ကြရအောင်ထူးထက်မြင့်ပြောတာမှန်သားပဲသူကတော့ဘာရယ်မဟုတ်ဘူးစကနိုင်လူရှင်စောနဲ့သာပြောလိုက်တာတကယ်တမ်းတော့အတိတ်ပဲတိတ်ရှိရယောက်ျားဖြစ်ရင်အကျင့်မြုံရအောင်မိန်းမဆိုရင်အကျင့်ရုပ်တယ်ဆိုတဲ့အတိတ်ပဲနော်ကဲ တေချာစဉ်းစားကြည့်ရင်အကျင့်ရုပ်တာမိမတွေပဲလို့ပြောလိုက်လို့ပဲမဟုတ်ဘူးလားအကုန်လုံးကပြုံးစီစီဖြစ်သွားတာကိုသူမပြုံးကြည့်ပြီတွေ့လားတွေ့လားမြန်မာစကားနော်ကိုရှိဦးကိုပြန်ပတ်ကြပဲဘယ်တော့ကဘလို့စဉ်သက်လာလဲမသိပါဘူးကွခွဲခြားခွဲခြားစကားတွေတီလင်းရဲ့အမြင်ကတော့အကျင့်ရုပ်တာယောက်ျားမိမနဲ့မဆိုင်ဘူးလူနဲ့ပဲဆိုင်တယ်ဒါကြောင့်ယောက်ျားဖြစ်ပြီးအကျင့်မြုံနေဆိုတဲ့စကားကိုမကြိုက်ဘူးအကျင့်ရုပ်တဲ့ယောက်ျားတွေတပုံကြီးရှိရယ်လေ ဒီတကားတော့မိန်းကလေးတွေရဲကြတဲ့အလဲပေါ့ပါတယ်နောက်ထပ်ရှိသေးရဲ့ယောက်ျားကြီးဖြစ်ပြီးရွက်ဆောင်နေတာတို့မင်းမလို့မင်းမရကောင်းလို့ပြောကြရလေယောက်ျားကြီးလည်းဘာဖြစ်လဲတူပါတာသူရွက်ဆောင်ရှင်စောင်းမှာပေါ့မိမရင်းနဲ့ဘာဆိုင်နာမတ်လို့မင်းမလို့မင်းမရလည်းအစ်စ်မကောင်းတဲ့သူတွေကိုနှိမ်ပြောအောင်မဟုတ်လားဖဲနဲ့အစ်စ်မကောင်းတာနဲ့မင်းမလို့မင်းမရဖြစ်ရောလားဒါကြောင့် တင်းနေရဒီနေ့မှာအားလုံးဝမကျင်တာလူရဲလို့ဖြစ်လာရင်ဆိုရှင်ကောင်းရှင်ကလူတဦးတယောက်တည်းပေါ်မှာပဲမူတည်ရယောက်ျားဖြစ်နေလို့မိန်းမဖြစ်နေလို့ဆိုတော့မတူညီရဲ့လိန်ပေါ်မှာမတက်ရောက်ဘူးဆိုတော့တေချာလေးသိစေခြင်းနဲ့နောက်ဆိုရင်စသည်ဖြစ်စေနောက်သည်ဖြစ်စေအဲ့လိုမတူညီရဲ့လိန်တွေကိုနှိမ့်ချမပြောမိစေဖို့လိုတယ်အားလုံးကအတွေးကူစီနဲ့ငြိမ်ကြသွားတဲ့အချိန်ယတကဲဟုတ်ပါပြီမတွေ့ဖြစ်တဲ့နလအစားရှက်ရှင်ကိုမဲဆွဲတာပဲနော် ။ဒီလင်းကတားကိုပြစ်ထားတယ်။ဒူတန်မြင်ကခက်တွက်တွက်ဝင်ပြောတယ်။ဟေမန်ကကြားချက်ပြီးဒီလင်းတဝိဖက်ရှင်ရဲ့စာအုပ်ကိုထူတန်မြင်ဖွက်ထားတယ်။သူမထူတန်မြင်ကိုတစ်ချက်ကြည့်လိုက်တော့ထူတန်မြင်မနေတတ်တော့ပဲ။ထတာတော့မဟုတ်ဘူးဒီနဲ့ဒါစာအုပ်စင်ရှင်းရင်းနဲ့သူ့ဘာသာသူအနောက်ရောက်သွားတာပြန်ပေးလိုက်တငယ်ချင်းကိုထူထမ်းမြေကစာအုပ်စင်အနောက်မှာဖွက်ထားတဲ့စာအုပ်ကိုယူပြီးသူမစီကမ်းပေးရဲ့ ူမစာအုပ်နာမည်ကိုဖတ်ကြည့်တော့ဆ ्याम မွန်ဟော်စီရဲ့အမေကိုပြောဖြစ်သောစကားများဆိုတဲ့စာအုပ်စာအုပ်နာမည်ကိုမြင်တော့သူမရင်ထဲနှင့်ခနဲဖြစ်သွားတယ်။ဒါပေမဲ့ဟမ်မပြတ်ဟေမန်စီကမ်းပေးလိုက်တော့လမ်းယူနေတဲ့ဟေမန်ရဲ့လက်တွေကတုံနေတယ်။သူမမသိချင်ရောင်ဆောင်လိုက်ပြီးကလေးတွေပဲလဲကောင်းကဲကဲမနေ့ကတီလင်းရောက်တာနောက်ကျတော့စာအုပ်ထုတ်ကြီးမဖောက်ရသေးဘူးမလားအခုအဲ့ဒီစာအုပ်ထုတ်ကြီးဖောက်ပါတော့မယ် အရင်စာအုပ်တွေကိုရောနေသားကြပြန်စီထားရလားပြန်စီထားပါတယ်ကျော်သူရာစာကြည့်တိုင်းတောက်မှာထောင်ထားတဲ့ဆလာအိတ်ကြီးတအိတ်ကိုထမ်းပြီးသူမရဲ့အရှိကိုယူလာတယ်သူမရန်ကုန်ကပြန်လာတိုင်းစာအုပ်တွေဝယ်လာတက်လို့ကလေးတွေကဒီလိုနေ့ကိုဒီကူးတကမျောနေကြတာဒီတစ်ခါကတော့တီလင်းအခြားစာအုပ်တွေထက်အင်္ဂလိပ်ရုပ်ပြကာတွင်းတွေပုံပြင်တွေနဲ့တင်ချာညံစမ်းပဟိနီတွေပဲရှာလာခဲ့တယ် ။ဘာဖြစ်လို့လဲဆိုတော့အခုကနေရာဒီចောင်းပိတ်ရမလားအင်္ဂလိပ်စာနဲ့တင်ရှားတူးတက်အောင် လုပ်ရမယ်နော်။ဒီလင်းကမနှက်ပြန်ဆို ပြန်မမှုလို့မနှက်ပြန်ပြန်မယ်ဆိုတဲ့အတန်ကြတော့ရတသူမအောင်လမ်းကြည့်တယ်။သူမတိပေမဲ့မတိရှင်ရောင်ဆောင်နေလိုက်တယ်။ပူပူကရတ္တကိုလမ်းကြီးနေပြီးညည်ရီတွေဝဲတက်လာတော့ကျော်သူကလမ်းမြင်လိုက်တော့တက်ပြင်းရှာရုံမှတပါသူလည်းမတက်နိုင်ခဲ့ဘူး။ည9နာရီထိုးပြီးမှဥယျာဉ်ထဲမှာဘယ်သူမှမရှိတော့ဘူး။ ယတနဲ့သူမနှစ်ဦးတည်းတန်းပေါ်မှာထိုင်နေတယ်။ယတကသူမပြောတာကိုတိတိကျကျနားထောင်ပြီးနေတယ်။သူမပြောပြနေတာကိုဘာတစ်ခုမှကြားပြဝင်ပန်ခြင်းမရှိပဲလေးလေးနက်နက်စဉ်းစားနေတယ်။သူမရဲ့စကားဆုံးတာကိုစောင့်ပြီးမှလင်းနင်ပြောတဲ့အချိန်ငါပထမဆုံးသွေးမိတာကနင်းရဲ့ခရီးစဉ်ကျန်တဲ့အိမ်မက်တွေဘာညာကိုခဏထောင်ဒီခေးစဉ်မှာနင့်ကိုစိတ်ချရပါမလားဆိုတာပဲငါတွေးတယ်။ကျန်တာငါမတွေးဘူး။ ငါ့ကိုဘယ်သူမှတယောက်တည်းမလွတ်တာကိုသိတယ်။ဒါကြောင့်မာမီတို့တပတ်လောက်မိုးမခကိုပြန်မယ်ဆိုပြီးထွက်လာတာပေါ့။ညတာတခုခုကိုစဉ်းစားလိုက်ပြီးကိုမိုင်းဝေရောဒီကိစ္စသိလား။သူမအလန့်တကြားနဲ့ခေါင်းခါလိုက်ကဟင်းအင်း तू သိလို့မရဘူး။ तू ကဒါမျိုးတွေအယုံကြည်မရှိဘူး။ရတမျက်မှောင်ကျုပ်လိုက်ပြီးငါရောအယုံကြည်ရှိရလို့ထင်လားလင်။သူမဘာမှပြန်မပြောပဲရတကိုစိုက်ကြည့်နေလိုက်တယ်။ အဲ့ဒီတော့မှယတငါပြောတာကနင်သူ့ကိုပြောပြတဲ့နယ်လို့ယတသူမတူတူလေးခေါ်လိုက်ပြီး "तू ကနင်မဟုတ်ဘူး။ယတထံကနေဘာစကားတမ်းမှထွက်မလာခဲ့ဘူး။ तू မတက်ပြင်းရှောက်လိုက်ပြီးတချို့နေရာတွေမှာ तू နဲ့ငါအတော်လေးကိုမတူညီဘူး။ဒါနဲ့မြ၊နင်ဘာလို့ကိုမိုင်းဝေကိုရွေးချယ်ခဲ့သည်လဲ။ယတရဲ့အတန်ကတူတူလေးလွတ်ခနဲထွက်သွားတယ်။ သူပြောတာမားသွားပြီဆိုတာသိလိုက်ပေမဲ့အချိန်လွန်သွားခဲ့ပြီသူမရဲ့မျက်နှာမှာနားလေရခက်တဲ့အမှုရာဖြစ်သွားတာကိုယတမြင်လိုက်ရတော့ရင်မဆိုင်နိုင်ပဲမျက်နှာလွှဲဖို့ကြိုးစားတယ်ယတသူမရဲ့ခေါ်တန်းကိုယတပြန်မထူးတန်းကိုကင်ထားတဲ့ယတရဲ့လက်တွေကမတိမတားလေးတုံ့ရင်နေတယ်သူမကျေနေတဲ့မျက်နှာနဲ့တစ်ချက်ပြုံးလိုက်ပြီငါတက်30ရှိပြီအဒီတကြားနဲ့မိသားစုဘဝလေးကိုတိဆောက်ရှင်နေတယ် ငါအိမ်ထောင်ပြူရမယ်အတက်ရွယ်ရောက်နေပြီရတော့လူတယောက်ကိုထိုင်ဆောင်နေဖို့ဆိုတော့မဖြစ်သင့်တော့ဘူးမလားဒီတပတ်အလုပ်ရုံမှာအလုပ်များနေလို့ငါဘလို့မှလူခွဲထားခဲ့လို့မရဘူးလေကြိုပြောမယ်ဆိုရင်တော့ကြော်သူရကိုလွဲထားခဲ့လို့ရမယ်အခု အားရှင်းသိရတော့ငါလည်းဘလို့စီစဉ်ရကောင်းမယ်မသိဘူးဖြစ်နေတာရတာစကားလမ်းကြောင်းကိုတိတိတသားပဲလွဲလိုက်တော့သူမလည်းဘာမှမဖြစ်သလိုပဲနေရင် စိတ်မပူပါနဲ့ဟာငါအခုလိုပြောပြတာနင့်ကိုလိုက်စီချင်တော့မဟုတ်ဘူးငါယုံကြည်ရတဲ့သူကိုငါလုံးမဲ့အရာပြောပြခဲ့ရုံပဲတကယ်တမ်းလဲဒီခေတ်ကိုငါတယောက်တည်းလွတ်လွတ်လပ်သွားချင်တာအိမ်မော်ရောနင်ဆက်သွယ်ထားရမဟုတ်လားသူမခေါင်းခါရင်ဟင်အင်းမဆက်သွယ်ထားအောင်ငါဘာသာငါအရင်သွားမယ်နောက်တော့မှအိမ်မော်ကိုဆက်သွယ်လိုက်မယ်နေတည်တဲ့အတိုင်းအေးမငါလာမယ်ဆိုတာသိရင်အနောက်ကနေတကောက်ကောက်လိုက်ပြီးအပွားကြီးကိုလိုက်ပြောနေတော့မှာ ညတာသူမရဲ့စိတ်ကူကိုနားလဲပေးမိလဲစိတ်ပူတာကြောင့်အေးလင်းရေနင်ကတော့ကြီးလာလေထင်းလို့မနိုင်လေပါလားဟာလဲပြောပြတတ်တော့ဦးနင်အေးမော်ရောတေချာပေါက်ဆက်သွယ်စီရှင်နေအင်းမာငါတရေနေရနေပြီးဆက်သွယ်မှာပါသူ့ခေါ်တယ်မှာငါမသေးရှင်အရာအလုံးကို့အစီစဉ်နဲ့ကိုပဲတွားမယ်တခုတော့ငါ့ကိုဂရိပေးပါယတာကိုမိုင်းဝင်နေအေးမာဖုံးဆက်ခန့်ရင်မသိဘူးလို့ညင်ခိုင်းရင်ညင်ခိုင်း ဒါမှမဟုတ် အကြောင်းပြချက်တခုခုပြောခိုင်းလို့မလားရတရဲ့လက်မကို तू မမနာလမ်းရိုက်လိုက်ပြီးတွေ့လားငါဘာပြောမလဲဆိုတာနင်သိပါရဲ့ကဲမနေ့အစောကြီးကားကွန်းကိုတော့ငါလိုက်ပို့ပေးပါမယ်လေအမေကြီးကိုညကလေးကကြော့ထောင်းမဟုတ်ရင် မနေ့အစောကြီးငေါင်းနဲ့အတူတူလိုက်ထနေရအောင်မယ်နင်လည်းစစောနာတော့နင်နှစ်ယောက်သာတန်းပေါ်မှာ ထိုင်နေရအနေထလိုက်ပြီး အဆောင်ထဲကိုကိုစီပြန်ဝင်ကြမလို့ပြင်ရတာတခုခုကိုသတိရရလို့ပြပါအောင်နှစ်လက်ဘက်ကိုအမေကြီးကဒါမျိုးကြနှုတ်လုံးနေငါ့ကိုသက်ဆက်လေးတောင်ပြောပြခဲ့ဦးသူမညာဘက်လက်ကိုကန်ပေးလိုက်တော့ရတာလက်ဘက်ကိုစိတ်ဝင်သစားကြည့်နေတယ်လက်ဘက်ကျိုးအပြော့လေးတခုရဲ့အလဲမှာကြောက်စိမ်းရောင်အလုံးလေးတခုပါတယ်လက်ပတ်ကိုတိရှာအနီးကဲ့ကြည့်နေပြီးရင်မောနေတဲ့သူတို့နှစ်ယောက်ကိုမိန်ကလေးအဆောင်ရဲ့ပြတင်းပေါက်ကနေဖူးဖူးတယောက်ငေးကြည့်နေတာကို သူမတို့တတိမထားမိလိုက်ကြဘူး